အားလုံးပဲမင်္ဂလာပါဗျ really record channel မှာပြန်လည်ကြိုဆိုလိုက်ပါရဗျကျွန်တော်အနေနဲ့ trick in မြန်မာဆိုတဲ့ခေါင်းစဉ်အောင်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းကျွန်တော်တို့သွားလာရောက်ရှိဖြစ်တဲ့နေရာတွေရဲ့အကြောင်းကိုပြန်လည်မျှဝေပေးနေတာဖြစ်ပါတယ်အဲ့ဒီထဲမှာမှဒီ episode 60ကတော့ညောင်ရွှေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေနေတာဖြစ်ပြီးတော့ around ညောင်ရွှေရဲ့အပိုင်း၅ကဖောင်တော့ရုပ်ပွားတော်တွေကြွချီတဲ့အကြောင်းကိုမျှဝေတာပါအခုဒီတတိယပိုင်းမှာကတော့ဖောင်တော့ရုပ်ပွားတော်တွေညောင်ရွှေစံကျောင်းတော်အဝင် မြင်ကွင်းနေနဲ့ညောင်ရွှေ အထွက်ကတဘာဝအလှပမြင်ကွင်းတွေကိုမျှဝေတော်မဲ့အစည်းအဝေးဖြစ်ပါလေဗျ။အဓိကအနေနဲ့ကတော့ကျွန်တော်တို့ရုပ်ပွားတော်တွေဘောင်တော်ရုပ်ပွားတော်တွေတောင်ရွှေစံကြောင်းတော်ကိုဝင်တဲ့အချိန်မြင်ကွင်းလေးတွေကိုအတက်နိုင်ဆုံးပြည့်ပြည့်စုံစုံလေးမျှဝေတော်မှာဖြစ်ပါတယ်။ပြင်းတော့ညောင်ရွှေထွက်မှာ ်အခုမိုးရသည်မှာတွေ့မြင်တဲ့တကယ့်သဘာဝအလှပမြင်ကွင်းလေးတွေကိုလည်းကြည့်ရှုကြရမှာပါဗျအခုကကျွန်တော်တို့အာဒီရုပ်ပွားတော်တွေဖောင်တော်ဦးရုပ်ပွားတော်တွေညအဲ့ညချင်းမဲ့စံကြောင်းတော်ဒီစံကြောင်းတော်ရဲ့အတွင်းမြင်ကွင်းတွေကိုကျွန်တော်တို့မျှဝေမှာပါဗျာ ဒီကျောင်းတော်ကအထဒိတဓမ္မဝိဟာရကျောင်းတော်ဖြစ်ပါတယ်ဒီကျောင်းတော်မှာဖောင်တော်ဦးရှုပ်ပွားတော်တွေဟာတုံးညတာချင်းညမှာဖြစ်ပါတယ်ဒါကကျောင်းတော်ရဲ့အတွင်းပိုင်းမြင်ကွင်းမြတ်ပြိတက်ကတော့အပြည့်ပဲအဲ့ကျွန်တော်တို့ရှေ့ပဲအထီသွားကြည့်ပြီးတော့ကျွန်တော်တို့ဒါဟိုအင်းလေးဖောင်တော်ဦးကျောင်းတော်ဆန်ကျောင်းတော်ရဲ့ပုံစံအတိုင်းပဲဗျဒီပလင်တော်အလယ်မှာပလင်တော်ရှိတယ်အာဒါကဒီကနေပြီးတော့အခုဒီ ကိုရောက်ရှိနေကြတဲ့ရုပ်ပွားတော်တွေကိုပူဇော်ဖို့ရောက်ရှိနေကြတဲ့လူသူပြည့်သက်တဲ့မြင်ကွင်းမှာဒါကဒီမြတ်စွာဘုရားရှင်ကိုယေရှုဆက်ကတ်တဲ့ဆုံးဆက်ကတ်ပုံလေးတွေကိုမျှဝေတာပါဗျကျွန်တော်တို့အခြားသောဒေသတွေနဲ့မတူဘဲနဲ့တိုင်းသားတွေရဲ့ဓလိရွတ်ထုံးတဲ့အတိုင်းပြင်ဆင်ထားတဲ့ပုံစံမှာဒီဝက်ဒေသမှာကငွေကိုတံမိုးထားပြီးတော့အအသုံးပြကြလေးရှိပါတယ်ငွေဆိုတာကငွေတယ်ပေါ့ င်းလေးမှာလည်းငွေတဲ့လုပ်ငန်းတွေရှိတယ်လို့ဒီလိုမျိုးအမွန်အမြတ်အထွတ်အမြတ်ထားတဲ့ပူဇော်မှုတွေမှာလည်းငွေတဲ့အသုံးဆောင်တွေကိုအသုံးပြုကြလေးရှိပါတယ်ဒါကတော့ဒီအခုကျွန်တော်တို့လည်းဆက်ဆက်လာခြင်းတော့ကလေဝင်လာခြင်းတော့ကတော့ရုပ်ဘွားတော်တွေရောက်နေပြီအောင်မီလို့မဟုတ်သေးဘူးဗျရုပ်ဘွားတော်တွေကမရောက်သေးဘူး။ဒါဒီမှာရှိနေတဲ့ရုပ်ဘွားတော်တစုကိုဒါကရွှေသင်္ကန်းကတ်လူပူဇော်ခွင့်ပြုထားတာဖြစ်ပါတယ်။အာရုပ်ဘွားတော်တွေရောက်လာတော့မှထင်တယ်ဗျ။ ဟုတ်ကဲ့ဒါအချက်ပေးတယ်မှာအာဒီလမ်းကားဒါကျွန်တော်တို့ရုပ်ပွားတော်တွေကြွက်ချီတော်မူလာမဲ့လမ်းအဲဒီကျွန်တော်တို့ခုနအထဒိဋ္ဌဓမ္မဝိဟာရအကြောင်းတော်ရဲ့အရှိတ်ဘက်မှုတ်လို့ပြောမယ်ထင်တယ်ဒါဒီလမ်းကားနေပြီးတော့ကြွလာမှာပါဒီဘက်မှာကတော့စွန်းစားဆောင်လို့ပြောရမှာပေါ့စုံကုန်ကိစ္စတွေစီစဉ်ထားတဲ့ဆောင်ရှိပါတယ် ါကရုပ်ပွားတော်တွေစံကြောင်းတော်တွေကိုဝင်ရောက်မဲ့လမ်းဖြစ်ပါတယ်ဗျပန်းခင်းပူဇော်ထားတာဖြစ်ပါတယ်အထာဒိတာဓမ္မဝိရာအကြောင်းတော်ရဲ့အဝင်လမ်းမှာဒီဘက်မှာကကြတော့လေတိုင်းရင်းသားတွေကတော့များသောအားဖြင့်ကျွန်တော်တို့ဒီမှာကရှမ်းတိုင်းရင်းသားရှိမယ်အဲဓနုတိုင်းရင်းသားရှိမယ်အင်းသားရှိမယ်ထနော့ရှိမယ်တောင်ရိုးရှိမယ်ပအိုးရှိမယ်အဲ့ဒီတိုင်းရင်းသားကအများပြားရှိပါတယ်အခြားတိုင်းရင်းသားချို့လည်းရှိပါတယ် စပြီးတော့ကြွချီလာပြီးဟောဒီမှာကဒီဒီဘက်စွန်းစားဆောင်ကတော့အဲရဟန်းတန်ဃာကြီးကိုရင်ဒီဒီမှာဒါကစွန်းစားဆောင်အဲစွန်းစားဆောင်ဖြစ်သုံးပြနေတယ်ဗောဘာလို့အခုကနေ့လယ်ပိုင်းရောက်လာပြီဆိုတော့ဒီအခုပင့်ဆောင်ပွဲမှာပါလာတဲ့ကိုရင်နေကရန်တန်ဃာတော်တွေရောအတွက်ဒါကအချိန်မီစွန့်ဖုံးပေးနိုင်မှုအတွက်ဒီဘက်မှာစီစဉ်ထားတာဖြစ်ပါတယ် ရန်တန်ကတော်တွေကိုဒီဘက်မှာစွန်ကုန်းကိစ္စစီစဉ်ပြီးရင်ဟိုဘက်မှာကဒါပုံမှန်အတိုင်းရုပ်ပွားတော်ပင့်ဆောင်လာမယ့်အဖွဲ့နဲ့ရုပ်ပွားတော်တွေကအခုနစံကြောင်းတော်တွေကိုဝင်ရောက်มาဖြစ်ပါတယ်ဗျ။အော်စပြီးတော့လာနေပြီ။ ဒါကကြတော့ဝေါ်ရင်တော့ဒါလေးတွေကကျွန်တော်တို့ခုနအလှူငွေကိုဒီထဲမှာလဲအလှူလက်ခံနေအဲငွေကြေးလှူဒန်းကြမှုတွေကျွန်တော်ခုဘက်လမ်းမာတဲ့ကလေအခုနဖောင်တော်စိတ်ကနေတက်လာတဲ့လမ်းမာတဲ့ကူကအဲဒါအလှူလက်ခံနေအခုဒီမှာကြတော့ဒါကျွန်တော်တို့ဟိုပစ်ဆောင်လာတဲ့ရင်တော်ဘော်ကနေပြီးတော့ညကျိမ့်မဲ့ဆန်ချောင်းတော်အဝင်ပါတိဝေါ်ရင်နေနဲ့ထမ်းပြီးတော့ပို့ဆောင်มาဖြစ်ပါတယ်ဗျာ ယထာပန်းယထာဆိုင်လို့ခေါ်မလားဒီဒီထဲမှာတော့ဒါအာဖြော်ပြရေးအဖွဲပေါ့သူတို့တီးအောင်လေးတွေညာလေးသဘောကျစရာလေးတွေဗျာကျွန်တော်တို့ဘယ်လိုပြောရမလဲတီးချာမှတ်တမ်းတင်ခွင့်မရဘူးဖြစ်လို့ပေါ့အချိန်နေမပေးဘူးဖြစ်နေလို့တီးရဲ့ဒူရီယာနဲ့အတန်လေးတမျိုးလေးစိတ်ဝင်စားစရာလေးနောင်ကြုံတော့မှာပဲဒါကတော့ဒီရုပ်ပွားတော့ပင့်ဆောင်လာတဲ့ရှင်ကိုကျိုးနဲ့ဆွဲပြီးပူဇော်ကြတဲ့အဖွဲတွေပါ ။အမှရပွားတော့ပစ်ဆောင်လာတဲ့ရင်ဝင်ရောက်လာပြီဖြစ်ပါတယ်ဗျ။ဒီမှာကအဲ့ဒီခုနဟိုလှူဒန်းကြတာတွေကလေအများကြီးဖြစ်နေတဲ့ခါကျတော့ဒါကခုနပြန်ပြီးစွန့်ကြတာဗျဒီမှာပါလာတဲ့မုံတွေကိုလေ ါကစံကြောင်းတော်ရဲ့မုတ်ဦးဝကိုရောက်ပြီဗျဒီကနေပြီးတော့ရုပ်ဘွားတော်တွေကိုစံကြောင်းတော်တွေကိုပင့်ဆောင်มาဖြစ်ပါတယ်ဒီအော်မိတယ်ဗျာ ချုပ်ဘောတော်တွေစပြီးပြဆောင်တော့မဲ့အချိန်မှာဒါကဗာကြီးတော်မင်းတရားလက်ထက်မှာမြောက်ဒီမင်းကြီးဦးစက ရေးသားတည်ကုန်းပူဇော်ခဲ့တဲ့ထုမချာနာအဲထုမချာနာတချင်းကန်နဲ့ပူဇော်နေတာဖြစ်ပါတယ်ဆိုတော့ရောင်ကြီးတချင်းကန်လို့လည်းအမည်တွင်ခဲ့တဲ့တချင်းဖြစ်ပါတယ်ဗျဗာဒိုင်းခန်းနာတွေနဲ့အင်မတန်မှလိုက်ဖက်တဲ့တချင်းဖြစ်ပါတယ်မြောက်ဒီမင်းကြီးဦးစကိုယ်တိုင်ကလည်းဆော့ဖျားရှင်ရဲ့ရောင်ကြီးတော်ဒီကိုဖွင့်ရွက်ပူဇော်ထားတဲ့တချင်းဖြစ်ပါတယ် ပြီးတော့ရုပ်ပွားတော်တွေပင့်ဆောင်နေပြီဖြစ်ပါတယ်။ရုပ်ပွားတော်ကရုပ်ပွားတော်၄စုစံကြောင်းတော်မှာတစုကျန်နေခဲ့ပြီးတော့ရုပ်ပွားတော်၄စုကိုဒီမှာအခုဒေသစာကြီးကြွချီတော်မူတာဖြစ်ပြီးတော့အခုကတော့ဒီစံကြောင်းတော်မှာညညချင်းမှာဖြစ်ပါတယ်။ဒီရုပ်ပွားတော်တွေကအခုကျွန်တော်တို့ဒါ29ရက်6လ2025ပေါ့ 28ရက်6လ2025ပေါ့အဲဒီမနေ့မှညောင်ရွှေမြို့ကျောင်းတော်ကိုရောက်တာဖြစ်ပါတယ်ဒီအထဒိဋ္ဌဓမ္မဝိရာကျောင်းတော်မှာညချိန်မှာဖြစ်ပါတယ်ည3ညချိန်ပြီးသွားလို့ရှိရင်တရက်10လ2025မနေ့9နာရီမှာညောင်ရွှေကျောင်းတော်ကနေပြီးတော့နန်းတဲကျောင်းကိုတွတ်ချီမှာဖြစ်ပါတယ်ဗျာ င်ငယ်တဲ့ကိုရောက်ပြီးနန်းတဲမှာမွန်လွတ်တနာကြီးကနေပြီးတော့မိုက်တောက်ကြောင်ကိုဆက်ပြီးကြွချင်မှာဖြစ်ပါတယ်။ဒီမှာကြည့်ရုပ်ဘွားတော်ရေတာကအခုပင်ဆောင်မဲ့ဂျင်မော်အစင်စင်အသေးဆောင်နေတာဖြစ်ပါတယ်ဗျ။ကျွန်တော်တို့ဒီခုနဟိုဖောင်တော်ဦးရပွားတော်တွေ22ဌာနကိုကြွချင်မဲ့ခီးစင်အကြောင်းကိုတော့ကျွန်တော်တို့အပိုင်းနဲ့မှာမျှဝေထားပြီးဖြစ်ပါတယ်ဗျ။ရပွားတော်တွေအလေးကြီးဖြစ်မယ်ဗျ။အာဒီတဒါတရား အာជីမာတို့ ਨੇ တွက်ဒီရပွားတော်ရွှေသင်္ကန်းနဲ့ဆက်ကပ်ပူဇော်ရာနေပြီးတော့ရပွားတော်တွေကအခုလက်ရှိမြင်ရတဲ့မြင်ကွင်းအခြေအနေမျိုးဖြစ်နေတာပါနောက်ကျွန်တော်တို့လေဒီကြွချီတဲ့အချိန်မှာစံကြောင်းတွေမှာစံကြောင်းတွေမှာဟာဟွာပေါ့ကိန်းဝဆက်ပေးတဲ့ပုံတော်တွေကိုကျွန်တော်တို့ကြည့်လို့ရအောင်အောက်မှာ description လေးထည့်ပေးထားတယ်ဗျာကျွန်တော်တို့အဲဒီချောင်းတော်ထဲမှာရှိနေတဲ့ပုံစံလေးကိုလေကြည်နိုင်အောင်လို့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်က အင်းထိန်စံကြောင်းတော်မှာဆံပယ်နေတဲ့ပုံတွေကိုလည်းအောက်မှာလင့်လေးထည့်ပေးထားပါတယ်ကြည့်ရှုနိုင်အောင်အာဒါအကုန်လုံးစံကြောင်းတော်တွေကိုပို့ဆောင်ပြီးဖြစ်ပါတယ်ပို့ဆောင်ပြီးတော့ဒါကလဲကိုသူ ဒါဒီတတ်မှတ်ထားတဲ့နေရာမှာသွားပြီးတော့ထားမှာဗျာအကူရင်း ဒါတော့ဈေးဆိုင်တန်းလေးတွေဒီခုနဒီရုပ်ပွားတော့ပင့်လာတဲ့ဟိုပါဘောဘလို့ပြောရမလဲရှင်တော်လားအเจ้าဆောင်တော်ဗောအเจ้าဆောင်တော်ကကျွန်တော်တို့တွေ့တယ်လားအဲ့မှာရေးထားတာတွေကဘော်သားအလေးချိန်ပိတ်တာချိန်အာ64 ဘိတ်တာ82ချက်လေးပဲတာရှိတယ်လို့သိရပါတယ်ဟုတ်ကဲ့ကျွန်တော်တို့အခုဖောင်တော်ရုပ်ဝါတော်တွေညောင်ရွှေစံကြောင်းတော်ကိုကရိဖောင်တော်နဲ့တည်ဆောင်းလာတယ်ကရိတဲ့ဖောင်တော်ကနေပြီးတော့ဖောင်တော်စိတ်ကိုရောက်တယ်ဖောင်တော်စိတ်ကနေပြီးတော့ရင်တော်နဲ့ကျွန်တော်တို့စံကြောင်းတော်စီကိုတည်ဆောင်းလာတယ်ပြီးတော့ညာကြီးချိန်မဲ့စံကြောင်းတော်တွေကိုရုပ်ပွားတော်တွေပင့်ဆောင်တဲ့မြင်ကွင်းအားလုံးကိုမျှဝေခဲ့ပြီးဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ညောင်ရွှေကနေပြန်ပြီးထွက်လာပြီဗျာ ကညောင်ရွှေစည်းညောင်ရွှေစည်းရဲ့ဒီမဘေးညင်ခွဲမို့ကျွန်တော်တို့အဲရှိပဲနောက်ဘက်ဖြစ်မလားစည်းရဲ့အနောက်ကိုပြောတာတော့အရက်မျက်နှာအနောက်မဟုတ်ဘူးဒီကနေပြီးတော့ကျွန်တော်တို့အခု ပြန်ထွက်သွားမယ်ပေါ့ပြန်ထွက်လို့ရှိရင်လမ်းမှာကျွန်တော်အလာတော့မြင်ကွင်းလေးတွေတော်တော်လေးလှလပပလေးတွေ့ရတယ်ဒါပေမဲ့အဲ့တုန်းကတော့ကျွန်တော်တို့မရိုက်ကူးပြစ်ခဲ့ဘူးအချိန်မမီမှာဒီဘက်ဟိုရုပ်ဘွားတော်တွေကြွတဲ့အချိန်မမီမှာဆိုလို့ပြအခုပြန်ထွက်မှာတော့ကျွန်တော်တို့အဲ့ဒီမြင်ကွင်းလေးတွေကိုမျှဝေပါမယ်ဒါအခုကျွန်တော်ညောင်ရွှေအထွက်နာကိုရောက်လာပြီဗျာဒီမြင်ကွင်းအခုနတွေ့လိုက်လားမသိဘူးဟိုစီဘုံလားပါလားထန်းလာတဲ့ အမျိုးသားနဲ့အမျိုးသမီးအဲ့မြင်ကွင်းလေးတွေကသဘောကျစရာလေးပဲဗျာညောင်ရွှေကနေပြီးတော့ရွှေညောင်ကိုသွားတဲ့လမ်းဒီလမ်းပေါ်မှာတွေ့ရတဲ့မြင်ကွင်းမှာဒါကညောင်ရွှေအထွက်မှာပဲရှိပါသေးတယ်ဒီနားလေးကရေချိုးကြတဲ့သူတွေအာစီစီကာကာလေးရှိတဲ့နေရာလေးဗျာ okay ညောင်ရွှေကနေပြီးတော့ရွှေညောင်ကိုအသွာအခုမိုးရာသီမှာတွေ့ရတဲ့တကယ်တဘာဝအလှပတယ်လေခွင်းနေနဲ့ဟိုးနောက်ခံတောင်တန်းနေနဲ့အဲ့ဒါဘဲဘဲချမ်းကမြင်ခွင်း ဒါကရှင်ပြင်ကျန်တဲ့ဟိုးနောက်ခံတောင်တဲတွေနဲ့အင်းလေးရဲ့တင်ဂီတာတစ်ခုလည်းဖြစ်တဲ့ညီရပချမ်းကမြင်ခွင်းနေညောင်ရွှေကနေရွှေညောင်သွားညီရပချမ်းမြင်ခွင်းပေါ့အင်းလေးဆိုတာကရေပြင်ကျန်တဲ့တောင်တဲတွေနောက်ခံတဲ့ဒါသူ့ရဲ့တင်ဂီတာဒါကတော့အင်းလေးမရောက်ခင်မှာဒီကန်တစ်ခုဖြစ်တဲ့တာစီကန်ထင်တယ်တာစီကန်နဲ့နောက်ကန်တကန်နဲ့ ကျွန်တော်နာမည်လေးမေ့နေလို့ပါဗျ။အဲ့ကန်နှစ်ခုနဲ့နောက်ခံတောင်းတဲ့အနေနဲ့တွေ့ရတဲ့မြင်ကွင်းမှာဒီကျောင်းကတော့နာမည်ကြီးရှီအောင်ကျောင်းတော့ပါ။ကျွန်တော်ဒီကျောင်းကိုညောင်ရွှေအပိုင်း၄မှာထင်တယ်ကျွန်တော်မျှဝေဘူးပါတယ်ဗျ။တမူထူးခြားတဲ့ရှေးဟောင်းဖျားစီတီပါခံတက်စီတီလို့လည်းခေါ်ကြပါတယ်ဒီမှာကြည့်မြင်ကွင်းတွေဘလောက်လှလဲလို့ ဒီမှာတော့ရေကမိုးရသည်ဆိုဒီလိုပဲပြဒီဘက်ဒီမှာလေးရေနည်းနည်းလေးအခုလိုမျိုးညာတတ်တယ်ဟုတ်ကဲ့ကျွန်တော်တို့အခုဆိုလို့ရှိရင်အင်းလေးဖောင်တော်ဦးရုပ်ပွားတော်တွေညောင်ရွှေမြို့တော်ကိုညောင်ရွှေမြို့ကိုကျွန်တော်တို့အာကရိတ်ဖောင်တော်နဲ့ကြောက်ရောက်လာတယ်ကရိတ်ဖောင်တော်နဲ့ဖောင်တော်စိတ်ကနေပြီးတော့ရင်နဲ့ဆန်ချောင်းတို့စီတည်တယ်ဒီချောင်းတွေကိုကျွန်တော်တို့အခုမျှဝေခဲ့တာဖြစ်ပါတယ်ဗျကျွန်တော်တို့ရဲ့မျှဝေမှုတွေကိုကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ